Ghost Story War Channel ကိုချစ်ခင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ထောင်လိုက်တင်ဆက်ပေးချင်တာကတော့စာရည်တူတရိဇက်ကရေးသားထားတဲ့တယောစင်အမြင်တန်းဆိုတဲ့စိတ်ဝင်စားဖွယ်ရာဇာတ်လမ်းစာဆုံးကိုထောင်လိုက်တင်ဆက်ပေးမှာဖြစ်ပါတယ်။ Subscribe နဲ့ခေါင်းလောင်းလေးနှိပ်သွားပေးဖို့တောင်းဆိုပါရစေ။ကျေးဇူးပါဒါဆိုရင်တော့ဆက်လိုက်ပါတော့မယ်။ကျွန်မကတော့ခိုင်ပါရှင်။နေပြင်းပြင်းပူနေရကနေရုတ်တရက်ကြီးမုန်းအောင်သွားခဲ့လေတော့တယ်အရေခိုင်ပါပဲမုန်းနှမုန်းငွေပါတယ်လီနူအီဟာ နေရအနှံပြားမှတွွေတိုက်ခတ်လာပြီးမိမောင်ကအေးစိမ့်စိမ့်ရှိတဲ့လေရဲ့ထွေးပွေခြင်းကိုခံလိုက်ရတာနဲ့နွားနယ်နေခြင်းနဲ့ပြေပြောက်သွားပြီးချက်ချင်းကိုလန်းဆန်လာတာမကြခင်မိုးရွာတော့မေမုတ်တုံတွေကအဆက်မပြတ်တွွေတိုက်ခိုက်နေခြင်းတွေကြောင့်တိရွက်ချင်းထိခက်တံတွေကတန်စင်မညီတဲ့ဂီတတံတွေပမာပေါ်ထွက်နေပြီးဒကြလက်ကြံဖြစ်နေအနေချင်းကြံရှိနေသေးတဲ့ဗထောက်ပန်းမွန်လေးတွေကအပင်အောက်ကိုသူ့ထက်ကအလူရခုံဆင်လာကြတာအရင်ကဗထောက်ပွင့်နေကြ ခြံထဲမှာရွှေဘာရောင်တွေလွှမ်းခြုံထားတော့လေအခုတော့အနီရောင်တွေစတင်နေရယူလာကြလိမ့်ပြီနေမောင်တို့ခြံနောက်မှာရှိနေတဲ့စိမ်းမန်းပင်ကြီးကရဲနေအောင်ပွင့်လာပြီခြေနေရင်မှာပင်မိုးတဖွဲဖွဲရွာလာတာတနွေလုံးပူပြင်းထားသမျှမိုးရေဇက်တွေနဲ့မြေပြင်တွေထိတွေ့ရတဲ့မြေသန်းတန်းတွေထောင်းထောင်းထားလာပြီရေနဲ့တူပါလာတဲ့မိုးဇက်တွေကခရမရေဖြန်းချလိုက်တဲ့နဲ့ခြံချင်းကိုပြန့်နှံ့ဆူဆူသွားလိတော့တယ် ။မိုးရင်နဲ့ထိလိုက်တဲ့တိရွတ်တွေဟာဆိုရင်တော့အစိမ်းရောင်ပုံမိုးတက်လွင်လာတာ။ကြောက်ပရှုံးဆိုလာပြီးစိမ်ပန်းပွင့်နေသည်ပင်ပို့ပြီးတော့အနေရင်ရောင်နဲ့ရှိလာပြီး။နေမအခန်းပထဲမှာလှမ်းမြော်ကြည့်လိုက်မယ်ဆိုရင်တော့ခြံတောင်ဖက်မှာစိမ်ပန်းပင်ကြီးကိုထိုက်ရိုက်လှမ်းပြီးတော့မြင်ရတယ်။အဲ့ဒီအပွင့်ဆုံးနေတဲ့စိမ်ပန်းပင်ကြီးကိုကြော်ကြည့်လိုက်မယ်ဆိုပါကအမိုးချုံချုံနဲ့ကတ်တလေဖျားရှိခိုးကြောင့်ကိုတွေ့ရတဲ့အခါယင်းနေ့မှာလွမ်းဆော့ခြင်းတွေပြန့်နှံ့လာလေတော့တယ်။ငငယ်တော့ကကြောင်းနေစဉ်ကလေးဘွားကိုပြန်လည်အောင်မေးမိတော့တယ်။ အခုလိုမိုးဆက်လေးတပွဲပွဲစိတ်မန်းပွင့်လေးတွေတရေရေပွင့်လာပြီဆိုရင်လွယ်အလေးတွေကိုစီနဲ့ကြောင်တက်ခရပုံတွေအတန်းတဲ့ဆရာတဲ့တကယ်ကျဲတဲ့တွေနဲ့ရင်ခုန်ပျော်ရွှင်ခဲ့ရပုံတွေကိုအခုပြန်တွေးကြည့်မယ်ဆိုရင်တော့ရင်ထဲမှာပုံတွေလက်ဆက်နေသေးပြီမိုးဆဲသွားတဲ့ခါမှာတော့အိမ်ကောင်းရဲ့ဘက်မှာရှိတဲ့ကုတ်ကုတ်ပဲကြီးထက်ကနေကြဲရတဲ့ကောင်ဆွဲဆွဲငင်ငင်អော်နေပါတယ်ဒီမောင်ကမိုးရွာပြီးစားမြင်ကွင်းတွေကိုကြည့်ရင်းနဲ့တပြင်းတစ်ချက်ကိုချမိတယ်ခြံထဲကိုဆင်းလမ်းလျှောက်ခြံစိတ်တွေပေါ်လာတဲ့အတွက် အနည်းတဲ့ကိုထပ်ဝစ်ပြီးခြံသေးကိုဆက်လာခဲ့ပြီးမိုးရွာထားပိစမြက်ခင်းပြင်ပေါ်မှာနင်းရှောင်းရတဲ့အရာတာကိုနေမောင်အလုံးကိုနှက်တက်တယ်။နေမောင်ကရနံတင်းတင်းပြန်ပြန်မှွေးဆိုင်လာတဲ့စပယ်ပန်းယုံဘေးကနေဖြတ်ကျော်ခြံတောင်းမှစိမ်းပန်းပင်ကြီးအောက်ကိုဥတီပြီးတော့ရှောက်လာခဲ့ပြီးအဲ့ဒီအပင်အောက်မှာစိမ်းပန်းနေနေတွေကြေးကြနေသည်မှာဂရီပါစာခင်းထားသည့်နေရဲရဲကုန်နေနေတာစိမ်းပန်းပင်ရဲ့ဘေးမှာဗရောက်ပင်ကြီးအားရှင်နေပြီးတစ်ချိန်က ဗရောက်ရွှေပါတင်ခဲ့တဲ့အဲ့ဒီဗရောက်ပင်ကြီးအောက်မှာရှိတဲ့အကျွေးပန်းချောက်တရားလဲမဲနေပြီခြံစည်းဥပက်လေးမှာစိုက်ပြိုးထားတဲ့ပုံနကရိပ်ပင်တွေရဆိုရင်လဲမိုးဆက်တွေနဲ့ထိတွေ့လိုက်တဲ့အတွက်အစိမ်းရောင်ပုံမတက်လွင်လာလိမ့်ပြီခြံနောက်မှာရှိတဲ့ကုတ်ကုတ်ပင်ကြီးနောက်ရောက်တဲ့အခါအပင်ထက်မှာအတိုက်ဖွဲ့နေကြတဲ့ကြီးကန်းတွေကသူတို့ရဲ့အတိုက်မြုံကိုလာရောက်ဖြစ်စေမဲ့သူလို့ထင်သလားမပြောတတ်ပါဘူးဆဆူဝါကိုအောင်မြင်နေကြပြီသူတို့ကိုလည်းအပြစ်မဆိုတာပါဘူးတခါတည်းရန်ခြံထဲကိုဝင်ပြီးတရတိအချွေဝင်ကောက်တတ်တဲ့ကလေးငယ်တွေက အဲ့ဒီခြေကန်းတွေကိုတရေကောင်းတွေနဲ့ပြစ်ခတ်ဘူးလေယာလာသမ ्या ကို ရန်သူကြီးထင်နေဟန်ရှိတာပဲလေကြာတော့ညီမောင်နားမခံတာတော့ဒေတာကိုကိုပင်ဂျိနာအနေခွာခြံစည်းုပ်ပေးမှာရှိနေတဲ့လူသားလမ်းငယ်လေးတိုင်းခြံဝါးဘက်စီကိုရှောက်လာခဲ့လိုက်တော့တယ်ခြံကောင်းဝါကိုရောက်တဲ့အခါမှာတော့လမ်းမပေါ်မှာခြံနောက်တစ်လုံးကိုဆွဲကင်ပြီးတော့ရှောက်လန်းလာနေတဲ့လူကြီးတယောက်ကိုတွေ့ရပြီအဝဲအစားဟောင်းဟောင်းနှွမ်းနှွမ်းကိုဝစ်စင်ပြီးပင်မန်းနွမ်းနေနေရရှိတဲ့အဲဒီလူကြီးကညီမကိုမြင်တဲ့အခါမှာပြုံးပြီးတော့နှုတ်ဆက်ကခြံကောင်းဝါမှာရက်လိုက်တယ် ကျောင်းမှာစက်တူရီအကောင်ပေါအထီးတောင်ရမို့ပါလာတဲ့ဆရာလေးစက်တူရီကအာနေစက်တူရီမလို့ဆိုတော့စကားတက်မယ်ဆိုရင်တိတ်ကိုတက်လွှဲတာဂျုံတော့ကိုယူထားလိုက်ပါလားအဲဒီသူရဲ့စကားကြောင့်နေမောင်ခြံတကားကိုဖွင့်သူ့ကိုလှမ်းကြည့်လိုက်ပြီးသူ့ဆွဲကင်ထားတဲ့ချင်းထဲမှာအမွေးတောင်မစုံသေးတဲ့စက်တူရီပေါတကောင်မြင်ရပြီးအနောက်ဖွဲတွဲမှာစက်တူရီလေးရလေးနေမောင်ကိုသူ့ကိုကဲတဲမဲ့သူလားအာကိုတချီနဲ့လှမ်းကြည့်နေတာထိုးထိုးထွေးစမ်းစားနေတော့ပဲနဲ့နေမောင်တို့ကနေစကားတခုထွက်သွားပြီး ကျတို့ရေကိုဘယ်လောက်ရရင်ရောင်းပါလဲကျောက်ထွက်ဆံမိုးစီဖို့လေးရရင်တော်ပါပြီကျတို့လက်ထဲမှာတော့အဲ့ဒီကောင်ကဘာမှအသုံးမတည့်ပါဘူးရောင်းမထွက်ရင်ထမင်းစာတော့အစာပြေအောင်လို့သူ့ကိုမိခင်စားလိုက်တာပဲလေကဲဒါဆိုလဲကျွန်တော်ဝယ်ပါမယ်ညီမကသူ့လက်ထဲမှာချင်းကိုလှမ်းယူလိုက်ပြီးအိတ်ကက်ထဲမှာငွေတစ်ချုပ်ကိုထုတ်ပေးလိုက်ရာအဲ့ဒီလူကြီးကကျေးဇူးတင်ကြောင်းခါခါပြောခတ်တုတ်တုတ်ထွက်သွားလိတော့တယ်ခြေကန်းတွေကနေမောင်းလက်ထဲမှာချင်းကိုကြည့်ပြီးစူစူဝါအဟစ်ပြန်တန်းနေတဲ့အတွက်ခြံဝါမှထွက်ခဲ့ရပြီ အင်းနီယာတနေကမုံညွနေတာချက်တူရဲ့ဘောက်လေးကိုနေမောင်ခန်းထဲယူသွားပြီးလှောင်ရင်ကျဲကျဲတစ်ခုနဲ့ခြားခြားနနမွေးမြူထိုင်ရန်ပြင်ဆင်နေတာကိုဖဖွားမေမြင်သွားတဲ့အခါနည်းနည်းခြိုက်ခြိုက်ပြုံးပြလေတော့တယ်။ငါမြင့်အတွက်ဖော်ရတာပေါ့။ဒါပေမဲ့ဒီရွယ်ကြီးရောက်ခါမှမင်းဟာအဖော်မျိုးမရှာတော့ဘူးလားငါမြင့်ရဲ့။ဖဖွားမေရဲ့ခက်ရှွန်ရှွန်စကားကြောင့်နေမောင်ရှက်ပြုံးပြုံးမိပါတယ်။ထိုစင်မမေခန်းထဲကနေဝင်လာပြန်ပြီ။မမေထာမလေးနက်တဲ့စကားကိုကြားပြီ။ကိုမောင်တာ ဒီချက်တူရီကိုဘာရွယ်ချက်နဲ့မိုးရလဲကွယ်မမေ့မြင်တော့အခုမင်းဝေဒနာတစ်ခုခုကိုစတင်ပြီးတော့အစာပြိုးနေတာပဲလေရက်တွေနှစ်တွေကြာလာပြီဆိုရင်ဒီချက်တူရီကိုမင်းတယောစင်နေဖြစ်ခက်တွယ်လာမယ်အဲ့ဒါဝေဒနာပေါ့ဒီချက်တူရီကမင်းနဲ့တသက်လုံးနေသွားမှာမဟုတ်တာတနေ့ကျရင်ဒေကွဲရှင်ွယ်တမျိုးမျိုးနဲ့ခွဲသွားမှာအဲ့ဒီချိန်မှာလေးညုံမှာမျှတက်ပြီးတော့ပြက်တယ်လို့ဆွဲအားပြားပြင်းတယ်လို့စူအားဆရာလည်းပြင်းလိမ့်မယ်သူ့ပေါ်မင်းထားတဲ့တယောစင်ကြည့်တယ်လို့သူများရဲ့ဝေဒနာကိုခံစားရလိမ့်မယ်ငါသား ခန္ဓာရင်ရှိအောင်လေ့ကျင့်ထားနော်မမေရဖေဖေဆုံးပြီးကလေးကအခုလိုကဲတူစကားရှိရှိမပြောပြခဲ့တာကြားလိမ့်ပြီအခုခါကြမှာနေမောင်းကိုစိတ်ရှိလက်ရှိပြောခြင်းဖြစ်ပြီးတယ်မမေစေတနာကိုနားလည်မိပါတယ်မမေရလဲဗျာတာသူ့ကိုတနာလို့မွေးတာပါပဲသူမနေကျလို့ထွက်သွားတော့လဲတော့ပေါ့တာကုတူပေါ့မဟုတ်ဘူးလားနေမောင်ကရေရေမောမောပြောရင်နဲ့လုံလဆာလုပ်တွေကိုဆက်ပြီးတော့လုံနေလိုက်တော့တယ်။မမေကနေမောင်ကိုတစ်ချက်ဆိုင်ကြည့်ပြီးဘာမှထပ်မပြောတော့ဘဲနဲ့တိတ်ဆိတ်စွာပြန်ထွက်သွားနေတော့တယ်။ စိန်ညိုစိန်ညိုမိမောင်ကချက်တူရီကိုစိန်ညိုလို့နာမည်ပေးပြီးသူ့နားရင်လောင်လို့ထပ်ခါထပ်ခါခေါ်ကြည့်ရင်မနက်မိုးလင်းပြီးတော့ကိုလက်တန့်ဆင်ပြီးပြီဆိုပါကသူ့အတွက် အစာရေစာလဲလဲထည့်ပေးခြင်းညနေအလောက်ကနေပြန်လာပြီးဆိုတာနဲ့အမောပြေမအားပဲနဲ့သူ့အတွက်ဝေယံဝဆကိစ္စတွေလုပ်ပေးခြင်းနဲ့နေ့စဉ်အလုပ်တွေပိုလာပြီးငါသားကို့အပူကိုရှားနေရတော့အဲ့ဒါအပူမီးတွေမှွေးနေတာပဲ အဲလိုမကြခဏပြောတတ်တဲ့မမေရဲ့ပြောစကားတွေကမှန်မှလားဆိုပြီးအလုံမောလာတဲ့ခါမှာတွေးမိတတ်တော့တယ်။သို့တော့တနေ့တခြားအမွေးတောင်အသွေးရောင်ဆူဆူပြေပြေဖြစ်လာတဲ့စိတ်ညစ်ကိုကြည့်ပြီးအဲ့ဒီတွေးတွေကပျောက်ပြတ်သွားပြန်ပြီ။အလုံနာပြီးတော့အားလက်ချိန်ရတဲ့ချိန်မှာစိတ်ညစ်ကိုစကားတင်ပြီးတယ်။နေ့စဉ်စကားတင်ပြီးတဲ့အခါကွိကွိကွားကွားပြောင်းနေတာဝင်နေမောင်တရားဝမ်းတာပီတီဖြစ်နေမိတော့တာ။တော်လိုက်တက်လိုက်တဲ့စိတ်ညစ်ရဲ့နေမောင်တင်ပေးသည်မစကားလုံးတွေကိုစိတ်ညစ်ဟာတက်နိုင်ကြများလိုက်ပြောတယ်။ စကားလုံးတစ်လုံးပြောနိုင်မှုအတွက်ထက်ခါထက်ခါသိရပြီးနေတိုင်းသူနဲ့စကားပြောရတယ်အချိန်ကာလကြားလာတဲ့အခါစကားလုံးတစ်ချို့ကိုစိမ့်ညုံပြောတတ်လာပြီးစိမ့်ညုံစိမ့်ညုံအဲ့လိုနေမောင်ကခေါ်လိုက်ပြီးဆိုရင်သူ့ကိုခေါ်မှန်းသေးတယ်မပေးတာသေးတော့လေစိမ့်ညုံစိမ့်ညုံဆိုပြီးပြောတာတဲ့စိမ့်ညုံကိုနေမောင်အားရကျိန်းနှမ်းမိတယ်မင့်တော်တယ်ကွာနေမောင်တလူကျိန်းနှစွာချေချိုးစကားဆိုတတိကျွေးပြီးဆိုရင်စိမ့်ညုံကရွှေလန်းအားရနေတတ်တာဖော်ဖွားမေမမေကိုမောင် မမကြီးမမလေးမိစုအိမ်သားတွေကိုစိမ့်ညို့ခေါ်တက်လာတဲ့အခါနေမောင်တို့အိမ်ကစီစီညံညံတန်တွေပေါ်ထွက်လာပြီးစကလုံးတွေကိုမပီမတခေါ်တက်တဲ့စိမ့်ညို့ကနေမောင်နဲ့လွန်စွာရင်နေလာပြီးကိုမောင်ကိုမောင်နေမောင်ကိုမြင်တာနဲ့အဲ့လိုခေါ်နေတက်တဲ့စိမ့်ညို့နေမောင်ရဲ့ဖော်ကောင်ဖြစ်လာပြီးတော့တယ်နေမောင်ကလည်းချက်စရာကောင်းတဲ့စိမ့်ညို့နဲ့အားလဲချိန်ရတိုင်းမှာစကားပြောတယ်အစာကျွေးရယ်စကလုံးတွေကိုလှောက်ရှားမှုနဲ့ကြိုက်အောင် ပြောတတ်ရန်အတွက်နေမောင်စူးစမ်းပြန်နေမင်္ဂလာပါ ။သွားတော့နော်ပြန်လာပြီကိုမောင်ပြန်လာပြီနေမောင်ကျုံးစားအကျုံနဲ့ပါတယ်။နှစ်နဲ့ချီပြီးတော့စိတ်ရှိရှိတဲမေးသမ ्या တွေကိုစိတ်ညုံမှတ်မိတယ်ပြောတတ်တယ်။မိသားစုနဲ့အတူနေလာဒီမှာအချိန်ကြာလာတဲ့အခါတအိမ်သားလုံးကစိတ်ညုံကိုခင်မဲလာကြတယ်။တယောစင်တွဲလာကြပြီးတယောစင်ဆိုတာတိုးလို့သာခိုင်မြဲတတ်တာပါ။တယောစင်ကနှွေမြင်ပမာနှောင်ကျိုးပမာရစ်ပတ်တမန်နေမောင်တစားတစားခံစားသိရှိလာလိမ့်မည်။ မိမောင်တို့နေထိုင်တဲ့အိမ်ကြီးကဗဟန်းကားတဲ့ခြေဖက်မှာရှိတဲ့ကားလမ်းနဲ့အတဲငယ်ဝေးတဲ့တောင်ကုန်းတစ်ခုပေါ်မှာဆောက်ထားတာကိုချံကိုဝင်းနေမလို့နာအီပိုင်းနေနိုင်နေဖေဖေရှိစင်ကအင်ဂျီကိုသူ့စိတ်ကြိုက်ဆောက်ထားခဲ့ခြင်းဖြစ်ပြီးတယ်။အိမ်မှာဖျားကန်းစာကြည့်ကန်းအေကန်းထမဲစာကန်းနဲ့မိသားစုအိမ်ခန်းတွေရေချိုးကန်းမိလာကန်းတွေကိုစနေတကျသူ့နေရာနဲ့သူဖွဲ့စည်းထားတယ်။အေကန်းမှာမိပန်းဆိုင်ကြီးတစ်ခုဖျားကန်းမှာမိပန်းဆိုင်ကြီးတစ်ခုကိုလှပစွာတက်ဆင်ထားတာ။ ထမင်းစားကန်းထဲမှာဇပွဲရှိစီတစ်ခုကိုခြားထားတယ်။ဇပွဲရဲ့ခေါင်းရင်းဘက်ထိပ်မှာဖောဖွားမိထိုင်တဲ့ကလတ်ထိုင်ကိုခြားထားပြီးလက်ရဘက်မှာဖေဖေမေမေနဲ့မမကြီးတို့ထိုင်တဲ့ကလတ်ထိုင်သုံးလုံးရှိတယ်။ကြံတစ်ဖက်မှာတော့နေမောင်နဲ့ညီမလေးမိဆုတို့ထိုင်တဲ့ကလတ်ထိုင်နှလုံးကိုခြားထားတာ။နေမောင်တို့ကထမင်းစားချိန်ရောက်ပြီဆိုရင်ဘယ်ခါမှဆိုကိုနေရမှာသာကိုထိုင်လေးရှိကြတယ်။တအူးတယောက်ခီးသွားနေပြီဆိုရင်တော့သူ့ကလတ်ထိုင်နေရာမှာထမင်းစားပကံကမှောက်လျက်တာအတိုင်းပဲထားထားတယ်။ အရင်မိသားစု6ယောက်ဆုံဆုံလင်းလင်းရှိတုန်းကပျော်ရွှင်မွေရဖြစ်တော်လေအခုခါအဲ့လိုမဟုတ်တော့ပါကြီးမိသားစုထဲမှာစတင်ခွဲထွက်သွားသူမှဖေဖေဖြစ်ပြီးရင်ဖေဖေကတတ်ထုတ်တွင်လုပ်ငန်းမှာအရာရှိတယောက်တာဝန်ထမ်းဆောင်ရန်ခီးသွားစမှာကြောင်မဲမျိုးအနီမှာကားမောက်ခဲ့ခြင်းဖြစ်ပြီးတယ်တန်ကျိုးစာရလျင်ရခြင်းလိုက်သွားကြတဲ့ခါမှာတော့တောင်ပေါ်မှာထိုးကြနေတဲ့ကားထဲမှာခက်ခက်ခဲခဲထွက်ယူလာတဲ့ဖေဖေလောင်းကိုရုပ်ပြက်စင်ညာတွေ့ရပြီးရင်မချိစွာနဲ့အဲ့ဒီမှာပဲတကြွပါပြီး ခဖေးလောင်းကိုလည်းရုတ်ပြက်ဆင်းမြဲတွေ့ရပြီးတော့တယ်။ရင်မချိစွာနဲ့အဲ့မှာပဲတကြူရပြီးတစ်ချိန်လုံးမငိုဘဲနဲ့တင်းထားရင်ရှိတယ်မမကြီးကဖဖေးလောင်းမြေချကန်နေမှာမျက်ရည်ပေါက်ကြီးတွေပပြန့်ပေါ်လှိမ့်စင်လာတာ။သွားနဲ့တော့နော်ခတ်ထိုးထိုးဆိုလိုက်တဲ့မမကြီးရဲ့စကားတန်ကိုကြားတဲ့အခါဖဖမေနဲ့ညီမောင်တို့မောင်သမားအားလုံးမျက်ရည်ကျရပြီးတော့တယ်။ဖဖမေကကြားလာတဲ့မျက်ရည်ကိုတော့မမေပခုံးကိုဖက် စကားတူတူဆိုတယ်။ငိုလိုက်သမီးငိုချလိုက်ရှင်ထဲမှာကြိတ်ခံနေပို့ဆိုးသွားလိုက်မယ်။ အဲ့ဒီခါကျမှမိမရဖဖွားမိရဲ့ပခုံးကိုမိရှိုက်ချီတငင်ကိုလီတော့တယ်။အာဒူဘာကိစ္စတွေပြီးစီးပြီးတော့အင်ဂျင်ရောက်ကြတဲ့ခါမှာတော့တခါကပျော်ရွှင်စရာကောင်းခဲ့တဲ့အင်ဂျီယာ၆သွေနေပြီးတော့တယ်။အိမ်မှာဖဖေးအတွက်ရည်စူးပြီးရက်လေစွန်းလလေစွန်းနှစ်ပတ်လေစွန်းတွေကပ်ပြီးတော့ရေးဆက်ချအမျှဝေမှုပြုလေးတယ်။အရိကာလာတရှောင်းလုံးမှာမိမိမျက်နာပြင်ပေါ်မှာမျက်ရည်တစ်စက်မှမတွေ့ရတော့ပါစေ။ထုံနေတူစွာပြုံးရည်မှုလည်းမပြူတော့ပေ။ဒါအတွင်မင်းလို့ခေါ်တယ် ဖွဲမိလို့ရင်ထဲမှာကြိတ်ပြီးတငွေ့ငွေ့လောင်နေတာအပူမီးကြီးလုံးတော့တိတ်ကြဖို့ကောင်းတယ်ငါသမီးလေးတနေ့ကျရင်ဒီတော့ကမီးတွေကြောင့်ဒုက္ခရောက်သွားနိုင်တယ်ဖဖွားမရသမီးဖြစ်ကိုကြည့်ရင်မချိစွာနဲ့မှတ်ချက်ချလေးတယ်မမေကမဖေမရှိတော့တဲ့နောက်ရက်တွေမှာတက်ရှိကြောက်ရုပ်ပေါ်မှာဘသူ့အမစကားတိတ်မပြောတော့ပါကြည့်တကူတဲ့တိတ်တိတ်စိတ်ငြိမ်သက်စွာနေလေးရှိတယ်ဖះကက်မှာပဋိစိတ်ချင်းစိတ်နေတယ်စာဖတ်ခန်းထဲမှာအေးအေးဆေးဆေးစာဖတ်ချင်ဖတ်နေလေးရှိတယ်ညနေချိန်မှာဖေဖေဆိုင်ပြိုးထားခဲ့တဲ့တက်ခွာပန်းချန်တွေမှာလည်းလန်းလျှောက်တယ် ဖြစ်ဖြစ်ကွယ်လွန်သွားပြီးတဲ့အခါအိမ်ရဲ့စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့တက်ဆက်လုပ်ငန်းကိုလုပ်ကင်လက်စားဖြစ်တဲ့နေမောင်မင်းဆက်လက်ပြီးတော့တာဝန်ယူလုပ်ကင်ရတော့တယ်။နေမောင်ဘွေးရပေးရဲ့နဲ့မှာဖဖေနဲ့မမေတို့ကမိသားစုရဲ့အစီအစဉ်တစ်ခုကိုပြောပြခဲ့မှုတယ်။အဲဒီအစီအစဉ်မှာဖဖေတို့နဲ့ရင်းနေတဲ့ပွဲစားကြီးဥအောင်မြင့်ဒေါ်မြရင်တို့ရဲ့တူဦးတီတော်သမီးခင်တနာမြင့်နဲ့နေမောင်ကိုလက်ထပ်ပေးကြရန်ဖြစ်ပြီးတယ်။နေမောင်တို့အိမ်ကိုအလေလာတက်တဲ့ခင်တနာမြင့်ကိုနေမောင်နှစ်ချိန်သုံးချိန်ခန့်ဆုံးဖြတ်မှုတယ်။မမေမိတ်ဆက်ပေးရတဲ့အတွက် စကားနှိမ့်နဲ့ပြောဘူးလေနေမောင်နဲ့ခင်တနာမြင်းတို့ကတက္ကသိုလ်တနေထဲရောက်ရှိကြသူဖြစ်တော့လေအဓိကဘာသာရဲ့ချဲမတူတဲ့အတွက်စာသင်ရတဲ့ခံမတူကြပါစေချက်သွားဖြက်လာဆုံးကြတက္ကသိုလ်စာကြည့်တိုင်းမှာအမတ်မထင်ဆုံးကြတဲ့အခါခေါ်ပြောနှုတ်ဆက်ဖြစ်ပြီးဓာတ်ချက်ပို့ပြီးတော့မရင်နေပါခင်တနာမြင်းကတမန်အလှပိုင်ရှင်တဦးဖြစ်နေပြီးအင်ဒရီတိုက်ခါနယ်လေးပြေးသွားတယ်တက္ကသိုလ်လောကမှာနာမည်ပြတ်မရှိကြောင်းလေနေမောင်တရင်ကြားထားပြီးနေမောင်ရဲ့ပင်ကိုစီရင်ရ မိမောင်အိမ်အောင်ပြုမဲဆိုပါကနှစ်ဦးနှစ်ဖက်ချစ်ရည်များတဲ့သူဒါလက်ထပ်ချင်နေသို့တော့မိဘတွေကကောင်းမဲလို့ထင်မှတ်တဲ့အတွက်စီစဉ်ပေးတဲ့အခါချစ်ဦးသူမရှိသေးတဲ့မိမောင်ကဖဖေနဲ့မမေတို့စိတ်ချမ်းသာအောင်ခေါင်းငိတ်ပြီးတော့တားလိုက်မှဖြစ်နေငွေကြေးစုဆက်ခဲ့ပါတယ်နှစ်ဖက်မိဘတွေဆွေမျိုးတွေနဲ့စိတ်ဆက်ပွဲကိုအကျဉ်းများစီစဉ်လိုက်ကြတော့တယ်သို့တော့အဲ့ဒီနေ့ကောင်မှဖဖေကွယ်လွန်သွားတဲ့အတွက်မင်္ဂလာပွဲအစီအစဉ်ကိုမိမောင်ရွှေဆိုင်ထားဖို့တောင်းဆိုပြီးနှစ်ဖက်ညီနိုင်ကရွှေဆိုင်လိုက်ကြပြီ နောက်ပိုင်းနှစ်တွေမှာမင်္ဂလီဘတ်မှလက်ထပ်ပွဲစီစဉ်ဖို့ပြောလာကြပြီးနေမအမျိုးမျိုးစံစားရပြီးဖေဖေမရှိတော့တဲ့နောက်ပိုင်းမှာမိသားစုရဲ့စီးပွားရေးလုပ်ငန်းတွေကိုနေမဥဆောင်လာရပြီးအထီးကျန်ဆန်းတဲ့မိမိကိုထားပြီးအိမ်အောင်ခွဲမသွားလို့တဲ့ဆန္ဒလည်းရှိတဲ့အတွက်နေမခေါင်းခါရပြန်နေဒါရယ်စံစားပါအောင်မင်္ဂလီကအပြည့်ပြောစရာဖြစ်နေပါအောင်မေလူကြီးချင်းမျက်နှာပြက်စရာဖြစ်နေပါလိမ့်မယ်ကွယ်မမေကမင်္ဂလီကိုစာနာပြီးတော့ပြောလိမ့်တယ်ဒါကမမေရဲ့နာမနေတော့မေအိမ်အောင်ပြုမယ်ဆိုရင်တော့ တို့အိမ်ကိုလိုက်နေရမှာမမေရဲ့ဘယ်ဖြစ်ပါမလဲဒါလည်းမထက်တော့ဘူးလေမမေရတိတ်ဆိတ်စွာနားထောင်နေတဲ့တုံ့ပြန်စကားမစုံတိုးတိတ်စွာတက်ပြန်ခြာတန်းကိုနေမောင်ကြားလိုက်မိတယ်နောက်တနေ့မှမမကြီးကမိဘကျန်သဘောတူထားပြီးတဲ့သူနဲ့လက်ထပ်ပြီးတုတ်ခင်မောင်နာကိုလိုက်သွားရပြီးတော့တယ်အဲ့ဒီနေ့မှပဲညီမလေးမိစုအဖွဲ့ယူတယ်သူဝါသနာပါတဲ့ចောင်းဆရာမလို့ကိုဝင်လုံရန်အတွက်လောက်ခွင့်ကျိုးဆရာအတက်တဲ့နံမှာတက်ရမယ့်ကိစ္စပေါ်လာပြီး ဘိုကလေးဆရာထက်တဲ့အကြောင်းကိုသင်တန်းတနေ့တက်ရန်သွားတဲ့အခါမိစုကိုမမိကိုရန်လိုက်ပို့ပေးတယ်။ဘိုကလေးဆရာထက်တဲ့အကြောင်းမှာတောင်ဝင်ထန်းဆောင်နေတဲ့လက်ထောက်ကတိကဒေါ်စုစုလိုင်ကမမိရဲ့ငယ်တငယ်ချင်းဖြစ်တဲ့အတွက်မိစုအတွက် မမိစိတ်ချသွားပြီ။ငါးအုံမြတာရှိတဲ့နေမောင်တို့မိသားစုမှတယောက်ချင်းစီထွက်ခွာသွားကြရာအိမ်မှာနေမောင်ဖွားဖွားမိနဲ့မမိတို့သာကြရင်ခဲ့ကြပြီ။အရင်ကမိသားစုဆောင်ဆောင်ညီညီနဲ့ပျော်ရွှင်မွေကောင်းတဲ့မိသားစုထမင်းဝိုင်း အခုခါမှာတိတ်ဆိတ်၆တိတ်စွာနဲ့ပြီးဆုံးရတဲ့အချိန်မနေတော့ပါကြည်ဤသို့သောအချိန်မျိုးမှာနေမောင်ကဖွားဖွားမိနေမမေတို့ကိုမထားရင်နိုင်ပါထမင်းစားချိန်နေပြီဆိုရင်တော့အိမ်ပေါ်မာလီကထမင်းစပွဲကိုအရင်ပြင်နေကြတိုင်းအသင့်ပြန်ပေးပြီးဖြစ်နေတယ်။သို့တော့အရင်ထိုင်နေကြကလထိုင်တောင်းကုန်မှာထိုင်သူမဲနေပြီးနေမောင်တို့သုံးယောက်သာတိတ်ဆိတ်၆ခတ်စွာနဲ့ထမင်းစားချိန်ကိစ္စပြီးဆုံးပြီမှာနေဆန်လို့လို့ဖြစ်နေတာတခါတည်းမှာတော့မမကြီးတို့မိသားစုအလဲပဲရောက်လာတဲ့ခါမှဖြစ်စီ မြမလေးမိစုတန်တန်းကြောင်းပိတ်လို့အိမ်ပြန်လာတဲ့ခါမှာဖြစ်စီမိမောင်တို့အိမ်မှာစကားတန်နေနဲ့ဝေစီလာတတ်ပြီးထမင်းပွဲရလဲတိတ်ဆိတ်ခြောက်ကမှုကင်းသွားပြီးအဲ့ဒီခါမျိုးမှာမင်းမင်းမျက်နှာပြင်ပေါ်မှာရှာရှာပါပါအပြုံးရိပ်တွေထန်လာတဲ့ကြောင်းမိမောင်သတိပြုမိပါတယ်မိသားစု၃ယောက်သာကြံ့ရတဲ့အချိန်ဒီမှာဆိုရင်တော့မိမောင်တို့အိမ်ကတိတ်ဆိတ်ခြောက်တွေ့မြဲပြီးဒီအတွက်လေမိမောင်စိမ့်ညုတ်ကိုမွေးပြစ်တီမှာမှန်တယ်လို့တွေးမိတဲ့တည်းမိမောင်တို့အိမ်ကိုစိမ့်ညုတ်ရောက်လာတဲ့အတွက်၆တွေ့တိတ်ဆိတ်နေတဲ့မိသားစုအတွက် အပြောင်းလဲဖြစ်လာတယ်လို့ဆိုနိုင်တယ်။အထူးသဖြင့်အတူနေတဲ့ကာလကြားလာပြီးဖြစ်တဲ့စိတ်ညဝနေမောင်ကိုရပ်ပတ်လာတဲ့တန်ရောင်းစင်တမြင်ကျိုးဖြစ်လာခဲ့ပြီးတော့တယ်။နေမောင်တို့ရဲ့အိမ်မှာမနက်ခင်းဒိတ်တန်တာဖြစ်စိတ်ညရဲ့အတန်းကစီစီညံနေတတ်တော့တယ်။ကိုမောင်ကိုမောင်ထတော့ထတော့နေမောင်မနက်စောစောအိမ်ရထာနောက်ကျနေပြီဆိုရင်စိတ်ညရဲ့အတန်းဆာဆာကိုအရင်ဆုံးကြားရပြီ။နေမောင်အိမ်ရထလာပြီသူ့ကိုအစာကျွေးပြင်ဆင်နေပြီဆိုရင်တော့စကားတန်တမျိုးကြားရပြန်တော့တယ်။ ကိုမောင်ကိုမောင်မင်္ဂလာပါမင်္ဂလာပါသူ့ရဲ့ဝင်ရဝဲစားတွေလုပ်ပြီးလို့နေမောင်အလုပ်သွားရန်လက်ဆွဲအိတ်ကိုကိုင်းအိမ်ရှိတ်ကိုထွက်လာတဲ့ချိန်မှာစိမ့်ညုံမမေးမလျော့ပြောတတ်တဲ့စကားတခုရှိတယ်။သွားတော့သွားတော့ညနေမှာနေမောင်အလုပ်ကပြန်လာတာကိုလှမ်းမြင်လိုက်တာနဲ့စိမ့်ညုံအတန်ကျဲကျဲထွက်ပေါ်လာတတ်ပြီးကိုမောင်ကိုမောင်ပြန်လာပြီပြန်လာပြီတုတ်တန်ကိုကြားရတဲ့ဖွားဖွားမိနေမမေတို့ကအိမ်ရှိတ်ကန်းကိုထွက်လာတတ်မြဲဖြစ်ပြီးရဲ့ မမေကြီးမမေကြီးမမေမမေအရှိကမ်းမှာရောက်နေတဲ့ဖွားဖွားမင်းနဲ့မမေကိုစိတ်ညစ်ဝါလှန့်ခေါ်တက်ပြန်နေဖွားဖွားမင်းနဲ့မမေတို့ကစိတ်ညို့ခေါ်နေပြီဆိုရင်ခေါင်းညိတ်ပြီးတော့အတိမတ်ပြုကြကပြုံးနေတတ်ကြပြီမမေရဲ့ကြည်လင်တဲ့မျက်နှာကိုတွေ့ရပြီဆိုရင်တော့မိမောင်အမောပြေပါတယ်စိတ်ညို့နေအတန်ဆောင်ကပရိစိန်အာယုံပြတ်တယ်ဖွားဖွားမင်းကခက်ပြုံးပြုံးပြောစိတ်ညို့ကြိုက်တတ်တဲ့အတိတမျိုးမျိုးကိုကြွေးတယ်မြင်ဖြစ်တယ်မိမောင်ညီမလေးမိစုတန်တန်းပိတ်တဲ့အတွက်အိမ်ပြန်ရောက်ချိန်မှာ ဆိုင်ညိုအလောက်တစ်ခုပေါ်လာပြီဆိုင်ညိုငါပြန်လာပြီမစ်ဆုမစ်ဆုပြန်လာပြီဒီမလေးမစ်ဆုနဲ့ဆိုင်ညိုတို့အပြန်အလှန်အခြေချစကားပြောနေခြင်းဖြစ်ပြီးတယ်နင်စားဖို့အတွက်တက်သေးတွေဝယ်လာတယ်ဒါရုံနင်ကြိုက်တယ်မလားမစ်ဆုကသူဝယ်လာတဲ့တက်သေးတွေကိုပြပြီးတော့မေးပြန်တယ်မစ်ဆုမစ်ဆုပြန်လာပြီအလားတော့ဆိုင်ညိုရဲ့ဖြစ်ဖြစ်ပြီးတယ် အခုနဲ့မိုးကုန်ကန်တဲ့အခါမှာတော့စိတ်ညိုကအမွေးတောင်ဆုံလင်းစွာနဲ့အသွေးရောင်လှပဆူပြေတဲ့ချက်တွေကြီးတကောင်ဖြစ်လာပြီးတကူလုံးမှလည်းအစိမ့်နှုအစိမ့်ရောင်တွေပေးတာလာတဲ့ပြင်အတောင်ဖြားတွေမှာအပြာနှုတ်ရောင်လေးတွေတန်းလာသည်ရအလွတ်ငုံလှတယ်အထူးစားဆုံးကတော့နေရဲလှပတဲ့သူ့ရဲ့နှုတ်သီးဖြစ်ပေးတယ်မြေဦးသေးမဲ့တရောင်ပမာရဲရဲနေနေတဲ့စိတ်ညိုရဲ့နှုတ်သီးဖြားမှာစကားတန်တွေကလည်းတနေ့တခြားပေးတာလာတာအမွေးတောင်တွေဆုံလင်းတဲ့စိတ်ညိုကိုတစိမ့်စိမ့်ကြည့်မြင်ရင်နဲ့ တနေ့တော့နေမောင်စိတ်ကူတစ်ခုပေါ်လာပြီမမေတာဆိုးရင်မီလို့စိတ်ကူရဲ့အတောင်ပြားတွေနည်းနည်းညံ့မယ်နော်မမေကခဏစမ်းစားပြီးတော့မှစကားပြန်နေဝင်လိုက်ပါမယ်တာရင်နောက်ပြီးတော့အတောင်တွေညှက်ထားမယ်ဆိုရင်အရင်ရောက်လာတဲ့စိန်ညိုပေးလာတော့မှလေမမေတို့သူမခင်လို့ခွဲသွားကြတယ်ဆိုရင်ပြန်သွားပါစေပေါ့လှလာပါပါဒီတိုင်းပဲထားလိုက်ပါနေမောင်မမေရဲ့စကားအောင်နားထောင်ကစိန်ညိုရဲ့အလားပါတွေကိုလက်ရှိတိုင်းသာထားလိုက်တယ်စိန်ညိုအညောင်းမိမှဆိုတဲ့အတွက်တနေ့တစ်ချိန်လောင်ရရနေထုတ်ပြီးတယ် အခုခါမှာတော့မိမောင်ရန်ထဲမှာစိုးတထိတ်ထိတ်ဖြစ်လာမိတော့တယ်။လှပတန်ဆွမ်းလာတဲ့စိမ့်မျိုးကငှက်လောင်ရီတကားကိုဖွင့်ပေးလိုက်တာနဲ့ဟိုပြန်ဒီပြန်နဲ့အိမ်ထဲမှာအပြန်ကျင်းနေတတ်တော့တယ်။မိုးမြွာတဲ့နေ့တွေမှာသူ့ပခုံးမတင်ခြံထဲဆင်းပြီးဆိုရင်တော့စိမ့်မျိုးကမိမောင်ပခုံးပေါ်မှာမိရတက်ပင်နေပေါ့ပြန်တက်သွားလိမ့်ရှိတယ်။ဒီကောင်စီမြင့်မြင့်ပြန်နိုင်နေပြီးဝေဝေများပြန်သွားမလားမသိပါဘူး။မိမောင်စိုးရိမ်စိတ်တွေနဲ့သူ့ပြန်တက်သွားတတ်တဲ့တက်ပင်ပေါ်မော့ကြည့်မိတယ်။ တည့်ရစိမ့်နေကြတဲ့မှာသူ့ကိုမမြင်ရတဲ့အခါနေမောင်စိတ်ပူသွားသည်မှာပြောမပြတတ်အောင်မေစိမ့်ညုံရဲ့စိမ့်ညုံရဲ့နေမောင်ခေါတန်ကြတဲ့အခါတက်ပတ်မောင်ရောက်နေတဲ့စိမ့်ညုံအတန်ပြန်ပေးတတ်တယ်စိမ့်ညုံပြန်လာခဲ့နေမောင်ခေါ်ရင်ချက်ချင်းပြန်ဆက်လာတတ်တဲ့စိမ့်ညုံအတွက်နေမောင်စိတ်ပူမှုတွေရော့သွားပြန်တော့တယ်ချက်တူရေးဆိုတာအုတ်တန်းဖွဲ့ပြီးတော့နေတတ်တဲ့ဂျင်းငံမျိုးတွေပဲအဖော်ကွင်းနေတဲ့စိမ့်ညုံငါမွေးထလာမှားများမှားနေပြီလား နေမောင်တွေးကွန်ရက်ကအပြီးမတတ်နိုင်သေးပါစေ။တခါကဖြစ်ကုန်နေမောင်အမှတ်ရမိတယ်။အဲ့တုန်းကစိတ်ညိုကုန်လှောင်ရင်ကနေထုတ်အိန္ဒိယနဲ့လွတ်လပ်စွာထားတဲ့ချိန်ခြံထဲမှာရှိတဲ့တပင်ကြီးပေါ်မှာစက်တူရီအော်ဒန်တွေကြားရပြီးအခန်းထဲမှာပြန်တန်းနေတဲ့စိတ်ညိုပရင်ပေါပေါပေါ်မှာနာအပြင်ဘက်မှာလွတ်လပ်စွာပြန်တန်းနေကြတဲ့ဘဝတူတွေရှိအောင်နေနေတယ်။စိတ်လိုလည်းရစိတ်ညိုပြန်អော်တယ်ထိုစဉ်တော့ကစိတ်ညိုရဲ့အော်တန်ကလွန်လွန်ဆွေဆွေရှိတယ်လို့ထင်မိတယ်။ຫນွေဥပောက်ရာတီကိုရောက်တဲ့အခါ ချက်တူရဲ့အုတ်တရမိမောင်တို့ခြံထောင်မှာကုတ်ကုတ်ဝင်းကြီးပေါ်ရောက်လာကြပြီလောင်ရင်ထဲမှာလှောက်ထားပေးတဲ့စိတ်ညူမှသူနားနေတဲ့ပဒင်းဘက်ကနေပြန်တက်ပြီးအဲ့ဒီချက်တူရဲ့အုတ်စီသွားတာကိုမြင်လိုက်ရတယ်ခဏကြာတော့ပြန်ဆန်လာပြီးပဒင်းဘောက်ပေါင်ပေါ်မှာပြန်လာပြီချက်တူရဲ့အုတ်တွေအော်မီကကုတ်ကုတ်ဝင်းကြီးကနေပြန်ထွက်သွားရင်တော့လှမ်းမြော်ကြီးကကြရင်တက်တယ်စိတ်ညူရဲ့အလွမ်းမြတ်ဝင်တွေကိုအမမတ်ထင်နေတွေ့ရှိလိုက်ရတော့တယ်နေမောင်ရင်ထဲမှာတောကားအမြင့်တွေစာပြူလာပါပြီစိတ်ညူမင်းကလိုက်သွားကြလို့လား အဲ့လိုနေမောင်မေးပြီဆိုရင်စိတ်ညွာနေမောင်ကိုမော့ကြည့်တယ်။ကိုမောင်ကိုမောင်လို့အဆက်မပြတ်အော်နေတဲ့သူ့ရဲ့စကားတန်းကလိုက်သွားချင်တယ်လို့များပြောနေသလား။နေမောင်အလုပ်အားတဲ့ချိန်တွေမှာစိတ်ညွာကိုပို့ပြီးတော့ခရုတဆိုင်စောင့်ကြည့်ပြတဲ့စိတ်ညွာအရွယ်ရောက်ပြီးတနေ့မနက်စောစောမှာခြံနောက်မှာရှိတဲ့စိတ်မန်းမင်ကြီးဘဝနဲ့ချက်တူရဲ့ကြောင်ရဲ့အော်တန်းကိုအဆက်မပြတ်ကြားနေရတယ်။စိတ်ညွာတတိတွေစားနေခြင်းဖြစ်တဲ့အတွက် လောင်ရင်တကားကိုဖွင့်ထားတာ။အဲ့ဒီတန်ကြားတာနဲ့လောင်ရင်ထဲမှာအစားစားနေတဲ့စိတ်ညွာကလောင်ရင်ကနေထွက် အရိတန်ကြားရစီကိုပြန်တက်သွားဒီမှာအတန်ကြာသည့်ထိပ်ပြန်ဆက်မလာပြီစက်တူရေးတန်ညိုတာကြားနေရတယ်နောက်မှစိတ်ညိုပြန်ဆက်လာတာအရိယကစားပြီးအဲ့ဒီချက်တူရေးကနေစင်မမှန်လာအတန်ပေးတယ်စိတ်ညိုကလည်းအဲ့ဒီတန်ကြားတာနဲ့ချက်ချင်းကိုပြန်တက်သွားတယ်တခါတည်းရန်နေ့ရက်သုံးရက်ကြာအောင်လို့စိတ်ညိုပြန်မလာပါစေဒီကောင်စိတ်ညိုအဖော်ရသွားပြီထင်တယ်ပြန်မလာတာကြာနေပြီမမေရဲ့နေမောင်က စိမ့်ညို့ပြန်ထွက်သွားတဲ့ဗတင်းပေါင်နာမရက်စိမ့်ညို့ပြန်လာစောင့်မျှော်ကြည့်ရင်းနဲ့မမေကိုပြောမိတာသူကအဖော်မင်ပြီးတော့ကို့ကိုမခင်လို့ခွဲသွားမယ်ဆိုရင်လည်းသွားပါစေတာရဲ့တဘာဝဖြစ်စင်နေမလို့မင်းစိတ်ထဲမှာအစွမ်းလန်းတိတ်မထားပါနဲ့တန်ရောက်စင်းဆိုတာထားရတဲ့သူပြန်ပြီးတော့ဒုက္ခပေးတတ်တယ်ဒါရဲ့မမေရဲ့တရားနဲ့ရှင်တဲ့တရေပေးစကားဖြစ်ပြီးနောက်ထပ်၄ရက်၅ရက်ကြာတဲ့မနက်စောစောမှာစိမ့်ညို့ပြန်ရောက်လာပြီးအိမ်ထဲကိုရောက်တာနဲ့သူ့ရဲ့လောင်ရည်နဲ့ကိုသူပြန်ဝင်နေနေမောင်သူ့ကိုအစာကျွေးရန်ပြင်ဆင်ရပြီး ကိုမောင်ကိုမောင်ပြန်လာပြီပြန်လာပြီစိတ်နှဝနေမောင်ကိုကြည့်အဆက်မပြတ်ဩနေတာပြန်လာလာကောင်းတာပေါ့ကွာအစာစားစိတ်ညိုနေမောင်အစာကျွေးနေစမှာစိတ်ညိုတတိချာချာကြည့်တော့မှအသွေးရောင်အတိုင်းငယ်ပြောင်းသွားတာကိုသတိပြုမိတယ်အမှန်ဆိုရင်စိတ်ညိုဘလို့ပဲအသွေးရောင်ပြောင်းသွားပါစေနေမောင်စီပြန်လာဖို့ရတဲ့အတွက်ဝမ်းသာမိတာပဲလေအဲ့ဒီရမှာပဲဥရောင်မြင့်ဂျော်မြရင်တို့ကစကားပြောလာပြီတကယ်လို့ မင်္ဂလာပွဲကိုဆက်ပြီးတော့မလုပ်လို့ပါကစိတ်ဆက်ပွဲဖြတ်သိမ်းပြီးရန်ဖြစ်ပြီးဒီကိစ္စမှာနေမောင်ဆုံးဖြတ်ခဲ့ပြီးတဲ့ကိစ္စခေတနာမြင့်ကတူဦးဒီတော်တမီဖြစ်တဲ့အတွက်လက်ထပ်ပြီးပါကနေမောင်အိမ်ကိုလိုက်ပြီးတော့မနေနိုင်ပါနေမောင်ကလည်းမမေတို့ကိုခွဲခဲ့ပြီးသူတို့အိမ်ကိုလိုက်ပြီးတော့နေနိုင်မှာမဟုတ်ဒီအတွက်ဖော်ဖွားမိနေမမေတို့ကိုအကျိုးအကြောင်းရှင်းပြကစိတ်ဆက်ကြောင်းလိုက်ထားခြင်းကိုဖြတ်သိမ်းပေးပါရန်အတွက်အမျိုးသမီးဘက်ကိုအကြောင်းကြားရပြီးနောက်တစ်ပတ်အတွင်းမှာတင်းစားမှာနေမောင်တို့ရဲ့စိတ်ဆက်ကြောင်းလိုက်ဖြတ်သိမ်းကြောင်းကြော်ညာပါလာပြီး ။တယောစင်မတင်းခင်မှာလမ်းခွဲကြတဲ့အချိန်ဒီမှာစေမကောင်ဖြစ်မိတာကလွယ်ပြီးမိမောင်ရင်ထဲမှာဘလို့မှထူးထူးခြားခြားမခံစားရပါစေ။မိမောင်တို့တယောစင်အမြင်မတန်းခဲ့တဲ့ဖြစ်ရက်တစ်ခုမြတာအဲ့လိုမှတ်ယူထားလိုက်တော့တယ်။စိန်းညုံအိမ်မြဲနေတာကိုတွေ့ရတဲ့အတွက်မိမောင်ကြီးနဲ့ဝမ်းသာနေမိတော့တယ်။တို့တော့စိန်းညုံမိုင်းနေတာကိုမိမောင်သတိပြုမိဒီမှာရက်အတန်းကြာနေပြီ။တို့ကြိုက်တတ်တဲ့အစာဟိစာကြွေးတော်လေခိုင်းလို့မစားပြီးစကားများတတ်တဲ့စိန်ညိုတယောက်တော်တော်လက်လက်မရှိ စကားလည်းမပြောတော့ပြီ ်နေမောင်ခေါ်တော့လဲပြန်မထူပင်မင်းရဲ့ချက်တွေနေမကောင်းရင်လားအတန်တိတ်လာကြည်လားအသားရဲ့ဖဖွားမီဟာတရေပြုံးမိတဲ့အတွက်မေးလေပြီဒီကောင်စိမ့်ညုံညင်းနေရတော့အမှန်ပဲဖဖွားမီအစာကောင်းကောင်းမစားလဲကြပြီလေနေမောင်ကဖဖွားမီကိုပြန်ပြောပြမိတယ်စိမ့်ညုံကလှောင်ရင်ထဲမှာနေနေလေအတောင်ချာမှခေါင်းသွင်းပြီးတော့အိတ်နေတတ်တယ်တခါတည်းရန်ပရင်ပေါက်ပေါ်မှာနာအဝိယုံမြုံကြီးကြည့်လေရှိတယ်ဖဖေးဆုံးသွားကြတဲ့ကတယောက်ဆန်တဲ့တော့ကတရားတွေကိုတရေထားပြီးဥပြက်ခါပြုတ်နေတဲ့မင်မယား စိတ်ညို့အတွက်စိတ်ပူပန်နေပြီ။တားရဲ့စိတ်ညို့နေမကောင်းမှုတင်နေ။အရင်တလုံးမဖြစ်ပါဘူးကွယ်။စိတ်ညို့ကအရွယ်ရောက်လာတော့တန်ရောစိန်အမြင်တန်းပြီးတော့လွမ်းနေတာဖြစ်မှာမေမေရဲ့ဒီကောင်အစာမစားတာကြာပြီလေ။တုတ်လောင်ရဲ့အနေမှာနေမောင်တို့တားမိပြီ။စကားပြောနေတော့လေစိတ်ညို့ကခေါင်းမဖော်စကားပြောဖို့မူဝေးလေစွာတနေ့မနက်စောစောမှာခြံထဲမှာရှိတဲ့စိတ်မန်းပင်ပေါ်ကနေချက်တွေအော်တန်ကြရပြီ။နေမောင်ကအစာကျွေးနေရကနေစိတ်ညို့ကိုမသိမသာကြည့်နေတယ်။ ချက်တူရေးတန်ကြားရတဲ့စိတ်ညူကအစာဆက်မစားတော့ပါသေး။အစာကျွေးနေတဲ့ညီမောင်နီးရနေဖြက်ကအလောတစ်ချိန်ထွက်အရိတန်ကြားရကိုပြန်တက်သွားလိမ့်ပြီးသူ့နောက်ကနေလည်းအတန်ကျဲကျဲနဲ့ပြောင်းလိုက်သေးတယ်။ချက်တူရေးအော်တန်ကြားတဲ့အတွက်မမေရညီမောင်နီးကိုရှောက်လာပြီးဒါမီနီယောပထင်းပေါက်နာမှာရက်လိုက်ကြတယ်။ဘာဖြစ်တာလဲတာ။ညီမောင်ကစိတ်မန်းပင်ပေါ်လညိုထိုးပြလိုက်တယ်။အဲ့ဒီချက်တူရေးရောက်မလာလို့စိတ်ညုံမိုင်းနေရသေးကြပြီးမမေရဲ့အခုပြောင်းနေသူရောက်လာလို့သူပြန်သွားတာပဲလေ။ ဒါဆိုသူ့ရဲ့ဖို့ဖြစ်မှာပေါ့ကွယ်။နေမောင်စကားပြန်မပေးနိုင်မှာစိမ့်ညို့တို့နားနေမဲ့စိတ်မန်းပေကြီးကိုလှမ်းကြည့်နေမိတော့တယ်။တတဝါဆိုတာအထေးကျန်နေရတာမပြောပိုက်ဘူးတားရဲ့တကယ်လို့သူ့ဖော်နာကိုစိမ့်ညို့အပိလိုက်သွားမယ်ဆိုရင် သူ့ကိုခွန့်လွတ်လိုက်ပါကွယ်။ကျွန်တော်နားလဲပါပြီမေမေကျွန်တော်သူ့ကိုခွန့်လွတ်ပါတယ်။အရိခိုင်အပင်ထက်ကနေစိမ့်ညို့ပြန်ဆန်းလာပြီးနေမောင်ပခုံးထက်မှာနားတယ်။ကိုမောင်ကိုမောင်မကြားသေးမှာရက်ကြနေပြီဖြစ်တဲ့ စိမ့်ညိုရဲ့ခေါ်တန်းကနဝင်ချိုလိုက်လို့နေမောင်ခန်းစားမိတယ်။တပင်ပေါ်မှာစက်တူရဲ့အော်တန်းကိုကြားပြန်တော့ပြန်ဆုပ်ပြီးတော့သူပြန်ထပ်သွားပြန်တယ်။စိမ့်ညိုကနေမောင်ထံပြန်လာလိုက်တပင်ပေါ်ပြန်ထပ်သွားလိုက်နဲ့အချိန်ချင်းလောက်ကခနာမြင်ဖြစ်နေတာကိုကြည့်ပြီးမိမိကကောင်းတဆတ်ဆန်းငိမ့်လေးတယ်။တန်ရောဆယ်မိတော်ကြီးကိုမြှို့ချထားတာအသားရဲ့သနားစရာကောင်းလိုက်တာ။မမေရဲ့ခတ်တိုးတိုးပြောတဲ့စကားကြောင့်နေမောင်ကောင်းကြီးပြမိတယ်။စိမ့်ညိုကနောက်တစ်ချိန်ပြန်ဆန်းလာပြီးနေမောင်မခုံးထက်မှနားတယ်။ ကိုမောင်ကိုမောင်ဆိုပြီးအစမပြတ်ခေါ်နေတဲ့စိတ်ညိုကိုနေမောင်ငုံကြည့်လိုက်တော့တယ်။ထိုစင်မှာနေမောင်ပါတဲ့ဘက်ကိုတုံ့နှုတ်သေးချွန်ချွန်နဲ့ဇကနဲ့စိတ်ချလိုက်ရာအသားပေါက်သွားပြီးတော့ချက်ချင်းတွေးဆိုလာပြီးစိတ်ညိုကနေမောင်ကိုခဏကြာစိုက်ကြည့်ပြီးစိတ်မန်းပင်ပေါ်ပြန်တက်သွားလိမ့်တယ်။စိတ်ညိုတော့ရက်ဆက်ပြီးနေမောင်အတွေ့မဆုံးခင်မှာစိတ်မန်းပင်ပေါ်မှာအတန်တန်ထွက်ပေါ်လာပြီးကိုမောင်ကိုမောင်သွားတော့နော် ခဏကြာမှာစက်တူရည်နှကောင်ရှင်ပြီးတော့အဝေးကိုပြန်ထွက်သွားတာကိုမိမောင်မြင်လိုက်တော့တယ်။ပါပြန်ပေါ်မှာတွေးဆနေတဲ့ဆက်ဖြင်းဖြင်းတန်ရာကိုစမ်းမိမောင်မြောင်ဝမှာမျက်ရည်ကြီးတွေရွှေဝဲနေလေပြီ။မမယအခန်းပြင်ကိုထွက်သွားတယ်။မိမောင်တန်ရာကိုစိတ်လင်းပေးရန်စီစဉ်ခြင်းဖြစ်လိမ့်မည်မှာမလွဲပါကြ။အင်းဒီအဲ့ဒီချိန်ကစားပြီးစိတ်ညူကနေမောက်ဖော်မှာထားရှိတဲ့တယောစင်အမြင်ကြံကိုဖျက်ထားနိုင်ခဲ့ပြီ။စိတ်ညူမရှိတဲ့နောက်ပိုင်းမှာနေသူမဲ့လောင်ရင်လေးကိုနေမောက်ဖျက်ဆီးရခဲ့ပါ။အခုထိလောင်ရင်လေးက လေအဝဲမှာလုံရဲနေနေဖြစ်ပေးတယ်။တွေ့ကြစုံကြအတူနေကြတန်ရောက်ဆင်ဖြစ်ကြခွဲခါကြမိမောင်စိတ်မကောင်းစွာတက်ပြန်တစ်ချက်ချလိုက်တယ်။အပြင်မှာမိုးစေးပြီးလမ်းလျှောက်ခြံစိတ်တွေကြောင့်အရွေးတဲ့ကဝဲမိမောင်ခြံထဲကိုဆင်းလာခဲ့တယ်။မိမောင်ကိုမြင်တဲ့အခါတရသေးဝင်ကောက်တဲ့ကလေးတွေခြံဝန်းပြင်ဘက်ကိုပြန်ထွက်သွားကြပြီ။ပွင့်နေတဲ့ခြံကားကိုပိတ်ရန်အတွက်မိမောင်ရှောက်သွားလိုက်တယ်။ခြံဝါးအောင်ရောက်တဲ့အခါတတိုင်းဆိုင်ဆိုင်မှာခြံတော်တစ်လုံးကိုကင်ထားလူကြီးတယောက်ရှောက်လာတာကိုတွေ့ရပြီ။ သူကနေမအောင်မြင်တဲ့ကရင်းရင်းနီနီပြောပြတယ်။ဟောဆရာလေးနဲ့ဆုံရပြန်ပြီ။ဟိုးရင်တနေ့ကကျွန်တော်ဆရာချက်တူရဲ့အကောင်ဘတော်ကောင်ဝဲခဲ့တာဆရာလေးမလား။ဟုတ်ပါရဲ့။နေမောင်သူ့ကိုမှတ်မိသွားတဲ့အတွက်ပြောပြလိုက်တာ။အဲ့ဒီသူကြီးကလက်ထဲမှာချိန်ကိုပြပြီးတော့မှစကားဆက်တယ်။အခုတခါတော့အမွေးထောင်ဆုံးပြီးသားချက်တူရဲ့ကြီးတကောင်ရောက်မှုပါလာတယ်။ကျွန်တော်ချက်တူရဲ့အကောင်မောင်နှိုက်ဖို့လုပ်ရင်းနဲ့ချက်တူရဲ့မောင်ကိုပြတော့အသေးမိလိုက်တာပဲလေ။အတိုက်ကိုဝင်စီတော့အကောင်မပေါက်သေးတဲ့ဥရီနာမှာ ဒေကောင်ကြီးကိုမိတာပါပဲကျွန်တော်မြင်ရတဲ့သူလုံးဝကိုပြန်မပြေးလို့ဆရာရဲ့ကျန်ဘက်ကိုခင်တာဥရီကိုခင်တာမိသားစုကိုခင်လို့ဖြစ်မှာသူ့အရှင်မိလာတော့ကျွန်တော်တို့ဆီဘုဆံမူရတာပေါ့ရွှေထားလိုက်အောင်မလားဆရာသူဟာချင်းအောင်တည်တည်ချာချာမြှောက်ပြလိုက်တယ်အရိခါကြမှာချင်းနဲ့ရစက်တူရီကိုတဲတဲခွဲခွဲမြင်ရတာမိမောက်စိတ်ထဲမှာစဝေးစွာဖြစ်သွားတယ်ကိုမောင်ကိုမောင်စက်တူရီရဲ့စကားတောင်ကြားလိုက်ပြီးမိမောက်တကူလုံးဖြင်းကနေဖြစ်သွားပြီးရောင်ရမ်းပြီးတော့ ပအမယွန်လေးကိုစမ်းကြည့်တဲ့အခါအနည်းငယ်သွေးဆူလာတယ်လို့ထင်မိတယ်။နေမောင်ရဲ့စိတ်တွေကအတိတ်ကာလကိုပြန်ရောက်သွားလိမ့်ပြီးကံသဘောပင်တမင်လွမ်းစီရပြီးမှပြန်ပြောရင်ဘဝင်ကျွမ်းမာရဲ့တန်ရောစင်အမြန်တန်းခဲ့တော့လေ။စိမ့်ညိုရင်တခင်လွမ်းခဲ့ပြီမဲ့ဒီတခါတော့ရှင်ငန်းကိုဘလို့ဖြစ်ရပါမလဲ။စိမ့်ညိုကနေမောင်ကိုမော့ကြည့်နေပါတော့တယ်။ ဒီကနေ့ရဲ့ Ghost Story ပါခြံရနေထောင်းလွင်တန်ဆက်ပေးခဲ့တာကတော့စာရေးသူတရိဆက်ကရေးသားထားတဲ့တန်ရုံးစင်အမြင်တန်းဆိုတဲ့စိတ်ဝင်စားပွဲရာဇာတ်လမ်းအစဆုံးကိုထောင်းလွင်တန်ဆက်ပေးခဲ့တာပါနောက်တစ်ခါတွင်မှာဆိုရင်လေပရိသတ်တွေဇာတ်နေသက်စိတ်ဝင်စားစေမယ့်ဇာတ်လမ်းအကြောင်းအရာတွေကိုဆက်လက်ရွေးချယ်ထောင်းလွင်တန်ဆက်ပေးမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုအားပေးချစ်ခင်ကြပါအောင်လို့ပြောကြရင်းနဲ့ဒီနေ့စီစဉ်နေနှုတ်ဆက်ပေးရစေချစ်ခင်ပေးလို့ကျေးဇူးပါပြန်လည်ဆောင်တွေ့ကြမယ်နော်